တတူရွေတွေကဘာလို့လူစကားပြောတတ်ကြတာလဲဒီမေကွန်းကိုရုတ်တရက်ကြားလိုက်မယ်ဆိုရင်အလုံးကတော့တင်ပြီးလို့ပြောတတ်တာလိုပဲဖြေကြမှာပါတကယ်တမ်းကျတော့အဲ့ဒါကလုံးဝလုံးဝမဟုတ်ပါဘူးတတူရွေတွေလူစကားပြောတတ်တဲ့နောက်ွယ်မှာပရိသတ်တို့လုံးဝမသိသေးတဲ့အကြောင်းပြချက်တစ်ခုရှိနေပါတယ်ရေဘူးရဖြစ်စဉ်ကိုပြောပြရမယ်ဆိုရင်တော့လူစကားကိုတင်ပြဖို့အတွက်အကောင်းဆုံးတိရစ္ဆာန်ကတတူရွေလေးတွေပါပဲသူတို့ကငရုတ်သီးကျွေးပြီးတော့စကားတင်ပြရင်ပုံမိုပြီးတော့တက်လွယ်တယ်လို့အလုံးကသတ်မှတ်ထားကြပါတယ် မျိုးသီးတောက်တွေအများကြီးကျူးလိုက်တဲ့အခါမှာကျတူရီလေးကအပူရှာပူဖြစ်သွားပြီးတော့တက်တက်ကြွကြွနဲ့ဆက်ပြဲလန်သွားတာကြောင့်မလို့စကားတွေကိုဒလဟောစတိုက်ပြောတတ်သွားတယ်လို့တော့မထင်လိုက်ကြပါနဲ့အဲ့ဒါကလည်းလုံးဝကိုမဟုတ်ပါဘူးကျတူရီတွေမှာကလူလူမျိုးအာယုံခံနိုင်တဲ့တိစ်ပတ်လို့ခေါ်တဲ့အရာလေးတွေမပါဝင်ပါဘူးဒါကြောင့်မလို့သူတို့ကငရုတ်သီးစားရင်လည်းလုံးဝကိုမဆက်တာပါ ဒါပေမဲ့အဲ့ဒီငရုတ်သီးမှာဗီတာမင် C ကစားလို့အခြားသော BCD စတဲ့အာဟာရဓာတ်တွေအများကြီးကိုပါဝင်တဲ့အပြင်ကျက်တူရွရွဇီဝကံမာဖြစ်စဉ်တွေနဲ့တော်တော်လေးကိုလိုက်ရောညှိထွေဖြစ်တဲ့အစားအစာတမျိုးဖြစ်လို့ငရုတ်သီးကိုကျွေးပေးရင်သူတို့တွေကကျန်းမာရေးပိုကောင်းကအုံနောက်ဆန်းဆောင်ရည်တွေပုံပုံမြင်မလာပြီးတော့မှသကားတင်ရတာကအရန်ကိုအစဉ်ပြေပြီးတော့တက်လွယ်တင်လွယ်ဖြစ်သွားတာပါဒါဆိုရင်များသောအားဖြင့်ကတော့ကျက်တူရည်လေးတွေဟာလူတွေတခွန်းစားနှစ်ခွန်းစားကနေစကလုံးစာကြောင်းလေးတွေတင်ပေးတာကြောင့်အပြင်ကိုအတန်ထွက်ပြီးတော့လူစကားလိုက်ပြောတတ်ကြတာပါ ။ဒါပေမဲ့အဲ့ဒီလိုလူစကားပြောတတ်တဲ့နောက်ွယ်ကအကြောင်းရင်းဟာဘာလဲဆိုရင်တော့သူတို့ကိုယ်တိုင်ကလူတွေနဲ့ဆက်သွယ်ချိတ်ဆက်ဖို့အတွက်ကြိုးစားနေလို့ပါပဲ။ဟုတ်ပါတယ်ဒီကျက်တူရေးလေးတွေကအရန်ကိုညာကောင်းကြပါတယ်။သူတို့ကနေရာတစ်ခုအုပ်စုတစုနဲ့ဝန်ဆန်းစွာပေါင်းစည်းစီနိုင်ဖို့အတွက်အဲ့ဒီနေရာအုပ်စုကလူတွေဒါမှမဟုတ်တရိတ်ဆန်တွေရဲ့ပြောသမျှလုပ်သမျှအပြုမူနဲ့စကလုံးတွေကိုအတူခိုးပြီးတော့ပြန်လည်လိုက်လုပ်ကြပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့သူတို့က copy ကလေးတွေပါ။ရောမရောက်ရင်ရောမလို့ကျင့်တတ်ကြတဲ့အကောင့်လေးတွေပါပဲ ရှိရှိတုန်းကဆိုရင်ကျတူရွေးကမြူရန်အုပ်စုတွေပဲရှိပါတယ်အဒီလိုအခါမျိုးမှာအလုံးကအုပ်စုလိုက်မဟုတ်ဘဲတကွဲတပြားစီနေထိုင်ကြတဲ့အချိန်မှာသူတို့ကအချင်းချင်းပေါင်းသင်းဆက်နွယ်ပြီးတော့အုပ်စုတစုပြုလုပ်ခြင်းတဲ့အခါမှာအခြားကျတူရွေးတွေလိုက်လုတဲ့ပုံစံနီလန်းကိုကြည့်ပြီးအဲ့ဒီအတိုင်းကိုလိုက်လုကြပါတယ်ဒါဆိုရင်အပြုတ်အမူတူသွားတဲ့အခါမှာသူတို့ကတကောင်နဲ့တကောင်မိတ်ဆွေဖြစ်တယ်လို့သတ်မှတ်လိရှိပါတယ်။တယောက်ယောက်ကိုလိုက်ပြီးတော့ကော်ပီတာ၊ကျတူရွေးလေးတွေရဲ့ communication skill တစ်ခုပါပဲ အဒီလိုကော်ပီတာကသူတို့ကျတူရေလောကမှာအဆင်ပြေတဲ့အရာစပဲမယ်လူတွေအချင်းချင်းလိုက်ပြီးတော့ကော်ပီလုပ်နေမယ်ဆိုရင်တော့တင်ကသူတို့နဲ့အဆင်မပြေတဲ့အပြင်ပါတော်အချခံရပါဦးမယ်ဒါကြောင့်မလို့ကျတူရေလေးတွေကဘာအကြောင်းကြောင့်လူစကားပြောတတ်ရတာလဲဆိုရင်တော့သူတို့ဟာတင်နဲ့ရင်းရင်းနှီးနှီးဆက်သွယ်ခြင်းနဲ့အကြောင်းတစ်ခုကြပါပဲတကူတကကြီးတင်မပေးဘူးဆိုရင်တော့သူတို့ကတင်ပြောတဲ့စကားလုံးတွေကိုယူဒဆိုင်လိုက်လံမှတ်သားပြီးတော့တင်ကိုဆက်သွယ်တဲ့အနေနဲ့ပြန်လည်ထုတ်ပြောကြမှာဖြစ်ပါတယ်အဒီလိုမျိုးတင်ယူလိုစိမ့်ပူပေါင်းဆက်နွယ်လိုစိမ့်ရှိလို့လေဒီငှက်ကလေးတွေကိုလူစကားတင်ပေးရတာအရန်ကိုလွယ်ကူနေတာပါ တကယ်တော့စတူရေးလေးတွေကိုရှိရှိကာလာတုံးကဆိုရင်အိမ်ဆောက်ခွေးအနေနဲ့တော့မှထားကြပါသေးတယ်။လူစိမ့်တယောက်လာပြီးဆိုရင်ပြောဖို့အချက်ပေးတဲ့အပေးတဲ့စကားမျိုးတင်ထားလိုက်ပြီးတော့ညဘက်မှာဆိုရင်အင်းရှိအပေါဝါကတကားလေးမှချိတ်ဆွဲထားပြီးတော့တခိုးဆောင်ခိုင်းကြပါတယ်။ပရိသတ်ကြီးတို့ရောဒါကိုဘလို့များထင်မြင်မိကြပါသလဲနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ပရိသတ်တရားချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းနောက်ထပ်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ရင်းနဲ့ပဲပရိသတ်တို့စီကိုအမြန်ဆုံးပြန်လာခဲ့ပါမယ်ခင်ဗျာ။